ဆရာမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆရာမအောင်တော်ချင်းချောက်တယ်လေမင်းကိုဓာတ်နဲ့လှီးတတ်မယ်တို့ဘာလို့အဲ့ဒါလည်းမျိုးအစချင်းချောက်တယ်ရင်းရင်မာမာပြောတဲ့တယောက်ကဒါသူ့အဖေမေကရုရှားမှာတဲ့ဆိုပြီးတော့အဲ့လိုမောက်မာတာအဲ့ကျွန်တော်ကျောင်းဆရာကြီးနဲ့လည်းတိုက်ရိုက်ပြောပြောတဲ့အချိန်မှာကလဲနာမည်ပြတ်တဲ့ဆိုင်ဆိုင်နဲ့ကျောင်းအဖြစ်လဲသူအထင်သေးခံရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျောင်းကိုကလည်းသူ့ကိုကျောင်းက ားလုံးမင်္ဂလာပါမွေး channel ကိုကြိုဆိုလိုက်ပါတယ်မွေးတီနဲ့တက်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့အရက်လည်းအရေးကြီးတယ်အမျိုးတွေလည်းသိကျင်နေကြတယ်ဗီဒီယိုလေးတစ်ပတ်ကိုမျှဝေတက်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့မြမအားထက်ခါချောက်ခါကျောင်းသူတွေအောက်စုဖွဲ့ပိုက်ခက်တာနဲ့ပတ်သက်ပြီးတော့ပိုက်ခက်တဲ့ကမာလီကသူ့ရဲ့မိဘတွေကရုရှားမှာရှိတဲ့အတွက်ဒါပဲဖြစ်ဖြစ် ငွေပေးရင်ရတယ်ဆိုပြီးတော့မောက်မာနေတဲ့ဒီကျောင်းသူလေးကအခုဆိုရင်ဆရာဆရာမတွေကိုပါချိန်ချောက်လာတယ်ဆိုပြီးတော့ပြပြလာတာပေါ့နော်ဘီရိုရမဆိုလို့ရှိရင်တော့ဒီကျောင်းသူတွေအယောင်မှမရိုင်းလို့ဆိုပြီးတော့ကျောင်းဆရာကြီးကနေပြီးတော့ကျောင်းထုတ်လိုက်တယ်ဆိုပြီးတော့လည်းပြပြလာတယ်မွေးဘီရိုတမဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်ကြည်တဲ့မျိုးတွေလည်းဘူးသရာတင်းကဆာရအောင်လို့ပြလဲညှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဘီရိုလေးကိုဆက်လက်ကြရအောင်နော်ကဲအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဟိုနေ့ကဟိုကျောင်းသားကိစ္စပေါ့နော်ဒီကျောင်းဆရာမနဲ့အာအခုဒီ ကလေးနဲ့ပေါ့နော်အဲကော်မလေးနဲ့လည်းဖုံးစကားတွေပြောရတယ်အအခုဟာကဘလို့လဲဆိုတော့ဒီကော်မလေးကတအားရိုင်းတယ်တအားရိုင်းဆိုင်တယ်ဆရာမတွေလည်းအတတ်မိုက်ဆရာမတွေလည်းဆုံးမလို့မရဘူးဒါပေမဲ့ပထမတစ်ချိန်တိခတ်နဲ့ဒုတိယတစ်ချိန်တိခတ်တယ်အခုကဒါနောက်ဆုံး last one အဆင့်ရောက်သွားပြီအဲဆရာမတွေကပြောလို့ဆိုတာတော့မှမရဘူးသူကဆရာမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆရာမအောင်ချင်းချောက်တယ် လေမင်းကိုဓာတ်နဲ့လှီးတတ်မယ်တို့ဘာလို့အဲ့ဒါလည်းမျိုးအစချင်းချောက်တယ်ဆရာမကိုဘလို့အဆင့်ထိပြောလဲဆိုတော့ဆရာမကပြန်ပြောတာကသူသူ့အဖေကအဖေမိသေးရပေါ့ရုရှားမှာပေါ့နော်ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနင်တို့နင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကအဲအဲ့ဒါမျိုးတော့ခံပြောတယ်အဲဆရာမကလည်းပြန်ပြောလိုက်တယ်နင်အဖေမိတွေရုရှားမှာရှိတာမရှိတာငါစိတ်မဝင်စားဘူးဒါမြန်မာနိုင်ငံဒါမြန်မာ မြန်မာရဲ့စာတင်ကြောင်းဒါနေတို့နေနေအဖေတွေနိုင်ငံခြားသွားတာလဲဒါသူတို့သွားတာသူတို့ကိစ္စငါဒီမှာစာတင်တာငါကိစ္စနော်ဒါမြန်မာနိုင်ငံနော်နေတို့တွေကိုစာတက်အောင်တင်ပေးတာငါဆရာမအတမ်းမိုက်ဆရာမနော်နေကိုရိုင်းချိုင်းမှုဒီလိုတင်ထားတာငါမရှိဘူးနော်နေအဖေရုရှားမှာပဲဖြစ်ဖြစ်နေအမေရုရှားမှာပဲဖြစ်ဖြစ်ငါမြန်မာနိုင်ငံမှာစာတင်တာမြန်မာနိုင်ငံရဲ့ဒလိအဲကျင်းဝဇရိုက်ကိုနော်နေနေရမယ် အဲ့လိုမောက်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေဆရာမပြန်ပြောတယ်ပြန်ပြောတော့ तू ကမရဘူးချင်းချောက်တဲ့အမျိုးမျိုးအဲအဲ့ဒါမျိုး तू ကဘေးကအဖွဲတွေကဒါအိုက်ကောင်မလေးကိုပါရိုက်တဲ့သမင်းဆွဲတဲ့အချိန်မှာဘေးကအဖွဲတွေကတာပေါင်းညာစားတွေတာပေါင်းညာစားကောင်မလေးတွေအဲအဲ့ရင်းရင်းမာမာပြောတဲ့တယောက်ကဒါသူ့အဖေမေကရုရှားမှာတဲ့ဆိုပြီးတော့အဲ့လိုမောက်မာတာဆရာမတွေရောအဲ့လိုချင်းချောက်တယ်ဒါပေမဲ့အဲ့အချိန်မှာဟိုပြီးသွားတယ်ဗောနော်သူတို့ခံဝင်လက်မှတ်ဂရီတွေနဲ့နောက် ဒါမျိုးမဖြစ်ရပါဘူးဘာဘာညာနဲ့ပေါ့နော်အဲသူ့ရဲ့ဒီကော်မာလေးရဲ့အတော်အတော်တွေနော်ရုရှားသူ့အမေတွေနဲ့လည်းဖုန်းဆက်သွယ်သူတို့ဆီမားတွေနဲ့လှုပ်တယ်ပြောကြတယ်နောက်မဖြစ်စေရပါဘူးဘာညာနဲ့မိဘတွေကလည်းတောင်းပန်တယ်အဲအဲ့ဒါကိုလည်းလက်မခံဘူးလက်မခံဘူးဒါပေမဲ့ကျွန်တော်ကြောင်းဆရာကြီးနဲ့လည်းတိုက်ရပြောပြောတဲ့ချိန်မှာကြောင်းဆရာကြီးကအခုဒီကော်မာလေးကိုအဲကြောင်းလဲနာမည်ပြတ်တဲ့နောက်ပြီးတော့ဒီလိုဆိုင်ဆိုင်နဲ့အဲကြောင်းအဖြစ်လဲသူတို့ အထင်သေးခံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျောင်းကျောင်းအုပ်ကလည်းသူ့ကိုကျောင်းကနေထုတ်ပလိုက်တယ်အဲအဲ့တယောက်ကိုပေါ့နော်အဲကြံတဲ့လူတွေကတော့သူ့ရဲ့အဲတာပေါင်းညာသားတွေသူလောက်ရဆေးလို့ရအဲလိုက်နေရတဲ့သူတွေပေါ့နော်အဲအဲ့ဒါမျိုးသူ့ကိုတော့အိုက်ကောင်မလေးတယောက်ကိုကျောင်းထုတ်ခံလိုက်ရပါတယ်ကျင်းတတ်တယ်အဲ့လိုလုပ်ရမယ်ကျင်းတတ်တယ်နော်အဲကျောင်းထုတ်ရမယ်ဒီလိုလူမျိုးကိုပြန်ထားလို့အဆင်မပြေဘူးရိုင်းကြိုင်းနဲ့ဆရာမတွေလည်းရိုင်းကြိုင်းနဲ့ဆိုတာအဆင်မပြေဘူး နော်ဒီလိုလူမျိုးကိုចောင်းထုတ်ရမယ်သူပတ်သူចានတဲ့နေရာဘယ်နေရာတက်တက်ចានတဲ့နေရာမှာဖြစ်လဲចានတဲ့နေရာမှာလဲဒီလိုပဲထပ်ဖြစ်မှာပဲဖြစ်တဲ့ဆိုဒီလိုပဲထပ်ပြီးတော့အဖြုတ်ခံရမှာပဲနော်အဲဘလို့ပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမှာနေကိုယ်စရိုက်ကိုကိုလေးလာအဲကိုယ်စရာမတွေကိုလေးစားရမယ်ကိုယ်အတန်းစရာတွေကိုလေးစားရမယ်နော်ចောင်းရဲ့ဂုံသိခါကိုလည်းလေးစားရမယ်အဲအဲ့လိုရှိရမယ်နော်အဲအားလုံးပဲအခုကတော့ဒီလိုနဲ့ပဲအစဉ်ပြေသွားတယ်ပေါ့နော်အဲနောက်ဘလို့ပဲဖြစ်ဖြစ်ပေါ့ ံဝန်နဲ့သာပြီးသွားရင်နဲ့မိဖတွေစိုးရိမ်နေတာတော့အဲ့ဒါပဲသိလားနောက်တစ်ခါဆိုလို့ရှိရင်ចောင်းသားတွေဘာဖြစ်လာမလဲသိလားမိဖတွေမသိအောင်ပေါ့နော်ဘာဖြစ်လာမလဲဆိုတော့ဓာတ်တွေယူဆောင်လာတော့မှာဘာဖြစ်လို့ဖြစ်လာလဲဆိုလို့ရှိရင်လက်မြန်မရမယ်လေဆိုတာမျိုးဖြစ်လာတော့မှာသိလားဒီကလေးမလေးကိုတာရကယူပြီးတော့ နောက်တစ်ခါဆိုလို့ရှင်တောင်းသားတောင်းသူတွေအကုန်လုံးကငါ့ကိုဝိုင်းမီလို့ရင်သူတို့တွေတေသွားအောင်ဆိုပြီးတော့လက်နက်ပုံတွေထက်လာကြတော့မှအဲ့ဒါအကြောင်းလို့ရှင်လဲပေါ့နော်မဆောင်ချောင်းနိုင်တဲ့မိဖတွေကသားသမီးပြန်မခံရအောင်ဆိုပြီးတော့နီလာမောင်များစွာတွေတင်ပေးလိုက်တော့မှအဲ့တဲ့အကြောင်းလို့ရှင်တောင်းသားဆိုတဲ့အဖြူနဲ့အစင်ဝတ်ထားတဲ့ကလေးတွေဟာဘလောက်ထိတောင်စိုးရင်စရာဖြစ်လာပြီလဲဆိုရင်တချို့ကသားသမီးမရှိရလူက မိဖနဲ့သက်ဆိုင်တယ်လို့ပြောလာကြတာအတော့တာသမီမရှိရဲ့လူတွေရဲ့ကိုချင်းစာတရားကိုတော့ကိုချင်းမစာတတ်တဲ့အရာကိုတော့ဒီမှာအပြစ်မဖို့ပါဘူးနော်စီကဲအစစာတင်ချောင်းလာတဲ့သိလားကျမတို့မိဖတွေကလေရိုင်းဆိုင်နဲ့မိဖဖြစ်ပါစေပတ်စံမရှိရဲ့မိဖဖြစ်ပါစေပတ်စံရှိရဲ့မိဖဖြစ်ပါစေကိုသားသမီးကိုတော့ရံဖြစ်မှာဘယ်သူမှမလိုအပ်ကြဘူး နော်ကိုသားသမီးညစ်နာသွားမှာကိုလည်းဘယ်မိဖကမှမလို့အကြဘူးသိလားကျမကပြောလို့ရှင်ဌာနပိုင်းဆိုင်ရာဆိုင်ရာတွေနဲ့နှွေပြီးတော့ပါလာတတ်လို့နောက်ပြီးတော့ကျမကလေပြဿနာတိုင်းကိုနေရာတကာမှာဝင်ပါတတ်နေရကျမတို့မိသားစုကဝင်လေလုံးဝမကြိုက်ဘူးပြဿနာတိုင်းကိုဝင်မပါနဲ့ဒါရဲ့ကျမရဲ့ logo ကျမရဲ့အမှတ်အသားကနေရာတကာမှာဝင်ပါတတ်တဲ့ဟာမျိုးလေကိုရှင်မလေးများတွေရန်ဖြစ်တယ်ကျမဝင်ပါတယ်သိလားကျမအရာအလုံးမှာဝင်ပါတတ်တယ် ပေါ်တော့မခန့်ဟိုအားငယ်တဲ့ဖက်မှာအမြဲတမ်းရက်တည်နေတာအဲ့တော့ကျမမာလေးမိကောင်းဆွေကောင်းကြီးရှားတယ်ဒါပေမဲ့ဟိုပေါ်တော့မိဆွေတွေရှားတယ်မိကောင်းဆွေကောင်းရှိတယ်ကျမတို့မှာကျမမာမိဆွေအများကြီးမရှိဘူးမိကောင်းဆွေကောင်းကြီးရှိတယ်ကျမမာလေးဟို kwa စင်ရင်ကောင်းတဲ့အတွက်ကျမပါတယ်နော်ဒါမှမဟုတ်ရှင်လေဒီဟာမားတာကြီးကိုလေသူများလို့ဟိုဘယ်လိုပြောရမလဲ ဟိုရေဘိုးစီပေါ့နော်မှန်ပါတယ်ဆိုပြီးတော့ကျမမလုံနိုင်ဘူးမှားတာကိုကျမပြက်ပြက်တာတာဘလို့ခန်းနာမျိုးနာပဲဘလောက်ပဲအခက်အခဲဖြစ်မှားတာကိုကျမမှားပါတယ်ဆိုပြီးကျမပြောနိုင်စွမ်းရှိတယ်သိလားအဲ့တော့ကျမတချို့ကပြောကြတာပေါ့ဆရာနဲ့မဆိုင်ဘူးဆိုတဲ့အရာတွေရလေတာသမီမရှိလို့မိဖပဲတက်ဆိုင်တဲ့လူတွေတာသမီမရှိရဲ့လူတွေကိုချင်းစာနာစိတ်မရှိရဲ့လူတွေမှမပြောတာမိဖနဲ့ဆရာကျမပြောပြီးပြီလေအရင်ပို့စမှာ ဆရာမိဖចောင်းသားပူပေါင်းမှအဆင်ပြေမှာပါလို့မြောင်းမြကခလေးကိစ္စလေဗီဒီယိုက2024ခုနှစ်ကပါပြည်ပသားကိစ္စယူခုမများရေကြီးခွင့်ရလုံနေတယ်လို့ပြောတဲ့လူတွေကိုလေပြောကျင်တာလေဥမာတခုပေးကျင်တာပေါ့နော်နင်တို့ရဲ့အမေကိုလူ9ယောက်ကမရင်းကျင်သွားတယ်ပေါ့နော်အဲ့တော့နင်ကိုမွေးလာခဲ့တယ်ပေါ့နင်ကကြီးလာမှတိတယ်ဒါမှမင်းကဘသူအဖေခေါ်လို့ခေါ်ရမှန်းတော့မသိတော့ဘူးပေါ့နော် အဲ့တော့နေအခုမှသိတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကနေအမေကိုမရင်းချင်းခဲ့တဲ့လူတွေ၅ယောက်ကိုနေဘလို့ဆုံးဖြတ်မလဲနေဘလို့ဝေဖန်မလဲပေါ့နော်နေဘလို့အပြစ်ပေးကျင်တယ်လဲအဲ့ဒါလေးစဉ်းစားလိုက်နေထမင်းနဲ့နဲ့လောက်ပြောင်းစားကြည့်လိုက်ပါလားအမှန်တရားလေးနင်းနေလောက်သိသွားအောင်လို့လေနော်မှားခဲ့သည်ရှိတော့အဲ့လောက်ထိနိုင်လုံမင်းတဲ့အုပ်စုဖွဲ့ပြီးတော့မှအနိုင်ကျင့်စရာအကြောင်းမရှိဘူးမင်းမဲ့တိုက်ပြမဟုတ်ဘူးနားလဲလား အဲနောက်တစ်ခုကပြောပြမယ်နင်းအိုက်ဗီဒီယိုတေချာလေးနားထောင်လားဟိုကလေးမတည်းကမှားခဲ့သည်ရှိတော့ဘယံနေစမှားတာလဲသူ့အတင်းကိုပြောလို့တဲ့သူပြောနေတာအတန်ကြားလားအဲ့တော့နင်းကြည့်ကြည့်လိုက်ပေါ့ဖြောင်းနေဖြောင်းနေရိုက်တက်တဲ့အောက်တန်းစားမတွေကဒီလိုအတင်းမပြောတတ်ဘူးဆိုတာယုံကြည်စရာအကြောင်းရှိသလားပြောတော့ဘာလဲမိကောင်းဖခင်တာသမီးတဲ့မိကောင်းဖခင်တာသမီးတဲ့ငစိမ့်တယ်ကြာနာပဲလက်ရင်ပါဇက်ရင်နေနဲ့နော်ထမင်းလေးပြောင်းစားကြည့်လိုက် တိလားဒီပွဲကဘာပွဲလဲမိခင်တော့ကပွဲမိခင်နေရင်နာနဲ့ပွဲအောက်တန်းစားတွေနားမလဲဘူးနေထမင်းနဲ့နဲ့လောက်ပြောင်းစားကြည့်လိုက်ပါလားအမှန်တရားလေးနင်းနေလောက်တိသွားအောင်လို့လေနော်မှားခဲ့သည်ရှိတော့အဲ့လောက်ထိနိုင်လုံမင်းတဲ့အုပ်စုဖွဲ့ပြီးတော့မှအနိုင်ကျင့်စရာအကြောင်းမရှိဘူးမင်းမဲ့တိုက်ပြီမဟုတ်ဘူးနားလဲလားအဲနောက်တစ်ခုကပြောပြမယ်နင်းအဲ့ဗီဒီယိုတေချာလေးနားထောင်လားဟိုကလေးမတရားမှားခဲ့သည်ရှိတော့ ဘယ်ကနေစမှားတာလဲသူ့အတင်းကိုပြောလို့တဲ့သူပြောနေတာအတန်ကြားလားအဲ့တော့ညီကြည့်ကြည့်လိုက်ပေါ့ဖြောင်းနေဖြောင်းနေရိုက်တက်တဲ့အောက်တန်းစားမတွေကဒီလိုအတင်းမပြောတတ်ဘူးဆိုတာယုံကျင်စရာအကြောင်းရှိသလားပြောတော့ဗာလဲမိကောင်းဖခင်တာသမီးတွေမိကောင်းဖခင်တာသမီးတန်းငစိမ့်တယ်ကြာနာပဲလက်ရင်ဗဇက်ရင်နေနဲ့နော်သမီးလေးပြောင်းစားကြည့်လိုက်တိလားဒီပွဲကဘာပွဲလဲမိခင်တော့ကပွဲမိခင်နေရင်နာနဲ့ပွဲ အောက်တန်းစားတွေနားမလည်ဘူးဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီပိုက်လိုက်တဲ့ចောင်းသူလေးကပတ်စံရှိလို့မောက်မာနေရပဲဖြစ်ပါတယ်အရင်လဲစိတ်ပြိုဖို့ကောင်းတယ်ဒီចောင်းသူလေးကမိပတွေဘလောက်ထိမြှောက်စားပေးထားလဲတော့မသိဘူးတော်တော်လေးကမှမောက်မာရိုင်းဆိုင်နေရပဲဖြစ်ပါတယ်ចောင်းသူចောင်းသားတွေကိုဗိုလ်ကြရင်တင်မဟုတ်ဘူးဆရာဆရာမတွေကိုပါချင်းချောက်ပြောဆိုနေတာဆိုတော့တော်တော်လေးလဲလွန်နေပြီပေါ့နော် ဒီចောင်းသူတွေရဲ့ဘဝကတော့မတွေ့ရဲเสียပဲပေါ့เนาะជីတဲ့အမျိုးတွေရောကိုယ့်ရဲ့သားသမီးတွေကိုဒီလိုအရင်မြောက်စားမပေးပါနဲ့လို့ပြောချင်ပါတယ်ជីတဲ့အမျိုးတွေလည်းပုဒ်တရာသင်္ကန်းစာတစုံတရာရလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေရဲ့ထင်မြင်စကြဝဠာတွေလည်းဗီဒီယိုလေးအမှာ comment လေးတွေရေးခတ်ပြီးတော့ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေးလိုက်ရင်ရှင်းလေးလို့သွားပြဖို့တောင်းဆိုပါတယ်။ဒါမှလည်းအခြားကျောင်းသူကျောင်းသားမိဘတွေတိမှာပေါ့နော်။နောက်ထပ်လည်းမိုးဆက်လီတဲ့တဲ့နေဟာတာဗီဒီယိုရိပုတ္တရာရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသမှာမို့မိုး channel လေးကိုလိုက်ရင် subscribe နဲ့တော်ဖို့တောင်းဆိုပါရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။